အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ပရိသတ်တော်တော်များအကုန်လုံးသိကျင်နေတဲ့ spa ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးကျွန်တော်မေးနေကြတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ဒါတနေ့ကိုတော့ spa တည်င်းတပုတ်တင်မယ်ဆိုတဲ့အတိုင်းတနေ့ကို spa တည်င်းတပုတ်ကိုတော့ကျွန်တော်တည်င်းရအောင်လိုက်ပြီးတင်မှာဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကပြလက်ရှိမှာ spa ရဲ့တည်င်းအပြောင်းရွှေ့ကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ moment တွေရောက်နေခဲ့ပေမဲ့တကယ်တော့လာလာထူကြလာလာလာထူကြတဲ့အနေဒါမှတော့ရှိမနေဘူးဒါကဟို one is ya ဖြစ်ပြတဲ့ခုလို့ပြောလေအဲ့တော့လက်ရှိမှာကျွန်တော်သိကြရတယ်မယ်လက်ရှိသူများအသင်းတွေအကုန်လုံးဒါ here we go နေတဲ့အချိန်မှာအလုပ်တွေ share လုပ်နေတဲ့အချိန်မှာ spa အသင်းကအခုလက်ရှိချိန်ဒီပြဿနာပေါင်း16000နဲ့ရင်းဆိုင်နေရတုံးလို့ပြောလို့ရရတယ်မှာပါတယ်အဲ့ဒီကိစ္စကကျွန်တော်ဒီဒီလေးနည်းနည်းလေးပြောသွားမယ်အဲ့တော့ပထမဆုံးအနေနဲ့လက်ရှိမှာသိကြရတယ်မယ်ဒါသူများအသင်းတွေအကုန်လုံး here we go အနည်းဆုံးတစ်ခုရောက်သွားပြီ Arsenal အသင်းဇူဘီမန်ဒီ here we go သွားပြီ Liverpool Frank Pong ကို here we go သွားပြီမကြာခင်မှာစံချိန်တင်ခေါ်ယူမှုနဲ့ Florian Risk ကိုခေါ်ယူမှုပြင်ဆင်နေပြီကိုရင်နဲ့ဒါကျွန်တော် Final Europa League Final မှာတွေ့ခဲ့ပေမဲ့ဒါ သူတို့ရှုံးသွားခဲ့မြဲအခုလက်ရှိမှာအပြောင်းအရွှေ့မှာ Matthews 9ရဲ့အပြောင်းအရွှေ့မှာလည်းတကယ်ကိုအလုပ်လုပ်နေတဲ့ Manchester United ပေါ့နော်ပြီးရင်တော့ဒါတီးကြတဲ့အတိုင်းပဲဒါ Chelsea ဆိုလည်းသူဟာဆိုဒါကျွန်တော်လက်ရှိဒါ Hugo Attack Hugo Attack ကိုခေါ်ဖို့အတွက်အကြီးစားစူးစမ်းမှုတွေပြုလုပ်နေတယ်ဒါ Manchester ဆိုလည်း Rinders တို့ဒါကျွန်တော်တို့အာ Chelsea ကိုခေါ်ယူဖို့အတွက်ပြင်ဆင်အဲ့တော့ဒီနေ့မှာ Spurs နဲ့ဒါဒီနေ့မှာကျွန်တော်တို့ရဲ့တမိုင်းဝင်ပေါ့နော်ကျွန်တော်18နဲ့52နဲ့ဆိုတဲ့နံပါတ်တွေကိုဖျောက်ဖျက်ပြီးတော့ဒါ၃ညကနေပြန်စပြီးကျွန်တော်အနေနဲ့ဒါပထမအဆုံးဖလားရတဲ့ရာသီတစ်ခုနဲ့ဒါဖျက်တမ်းရ မရသေးဘူးပြောချင်တာဗျကျွန်တော်လူပြိုပေါ့တယောက်အသက်အနေနဲ့အားပေးတဲ့အတင်းတင်းအနေနဲ့အခုလက်ရှိမှာဘဝမှာပထမဆုံးဖလာရတဲ့အချိန်မှာသူတို့နေအကုန်လုံး excited ဖြစ်အကုန်လုံးကျွန်တော်ရဲ့ comment အောက်မှာ spa အတင်းရဲ့တဲ့ရင်အကုန်သိကျင်တယ်။ spa အတင်းရဲ့အပြောင်းရွှေ့နေပတ်သက်ပြီးဘယ်လောက်ထိ hit ဖြစ်နေလဲသိကျင်တယ်။ အပွင့်လေးဆုံးကျွန်တော်တို့ဒါပြောအောင်ဘလောက်တိကြီးရလဲစပါတင်တစ်ခုလက်ရှိအပြောင်းရွှေ့ transfer link နဲ့ပတ်သက်ပြီးတော့တကယ်ကို solid ဖြစ်တဲ့ link ဆိုလို့မနေ့က sky spot ကတင်တဲ့သတင်းတစ်ခုရှိမယ်အဲ့ဒီသတင်းကလည်းပြန်ဆက်ဆက်ကြည့်မယ်တော့တကယ်ကိုမဖြစ်နိုင်တဲ့ပုံစံမျိုးပုံများတယ်ဘာကြောင့်မဖြစ်နိုင်လဲဆိုတော့ပြီးရင်ကျွန်တော်ထပ်ပြီးရှင်းပြမယ်အဲ့တော့ပထမဆုံးအနေနဲ့စပါတင်နဲ့လာမယ့်နေရာဒီမှာအပြောင်းရွှေ့လုပ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့နီးပြကဘဒူပန်းတီးဖို့လိုတယ်အဲ့တော့ပြဿနာပေါင်း6000ကလက်ရှိမှာ anch poster ကို glue ကိုဒါကျွန်တော်တို့နီးပြကိုဒါကျွန်တော်တို့ အမ်လဗိုင်းကနေဒါဒနီယယ်လီဗိုင်းအနေနဲ့ဒါကျွန်တော်ထုတ်ပြဖို့အတွက်စ조사နေတယ်ကြံစီနေတယ်ဒါလူမှုပုံစံမျိုးပြောင်းတယ်အဲ့တော့ပြဿနာပေါင်း16000ကအခုလက်ရှိမှာဒီစနေရီယိုပဲအခုချိန်ဒီတာနီးပြကိုထုတ်မာလားမထုတ်ဘူးလားဆိုတဲ့ပြဿနာကိုအခုချိန်ဒီကျွန်တော်ရေးရမသိရသေးဘူးပို့ဆိုးတာကဒီဒီဘက်တွင်းမှာလည်းဒီအဖြေနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့သိရမှာလုံးဝမဟုတ်ဘူးဘာကြောင့်လဲလက်ရှိမှာဒါ edge post record glue ကလည်းမိသားစုနဲ့တူတာကျွန်တော်ခရီးထွက်သွားခဲ့ပြီဖြစ်ပြီးတော့လဗိုင်းကလည်းနိုင်ငံတွင်းမှာမရှိတော့ဘူးဆိုပြီးလက်ရှိမှာတရဝင်းကျွန်တော် Total Hospital တင်းရဲ့ပင်တိုင်ဆန်သတင်းကောက်ဖြစ်တဲ့ Alisa Go ကသူ့ ယ်ဒါကျွန်တော်တို့ podcast မှာသူပြောထားခဲ့တာကိုတွေ့ရမယ်လက်ရှိမှာဒါကျွန်တော် Ash Poster Goggle Daniel Levy ဒါကျွန်တော်တို့ Song Hawmin 3ယောက်ဒါကျွန်တော်တို့လွန်ခဲ့တဲ့ရပ်ပိုင်းတွင်းကတွေ့ခဲ့ပေမဲ့ဒီနေရာမှာဒါဘာမှမထူးဘူးလို့သိရတယ်မှာပါတယ်ဒါပေမဲ့ဒီနေရာမှာထူးတဲ့တစ်ချက်တော့တစ်ချက်နှစ်ချက်တော့ရှိတယ်အဲ့တော့တရားဝင်ဒါကျွန်တော်ကစားသမားတွေကတော့နီးပြကိုအသင်းမှာရှိစီခြင်းတဲ့အကြောင်းကိုတရားဝင်ဒါကစားသမား9ယောက်ထက်မနည်းကစားသမားရဲ့အခုလက်ရှိမှာပြောလာခဲ့တာပဲကပတိန်ကိုတိုင်ဖြစ်တဲ့ Song Hawmin လူငယ်ကစားသမားလေးဖြစ်တဲ့ Lucas Bach ပဲကျွန်တော်အသင်းအတွက်အရေးကြီးဆုံးကစားသမားရဲ့တရားဖြစ်တဲ့ Kuti Romero ဒီလိုကစားသမားတွေကဒါ တရားဝင်တာကျွန်တော်တို့ public ကိုထွက်ပြီးနီးပြကဒီအသင်းမှာရှေ့ကိုရှိတနာဖြစ်ကြောင်းကိုဒါပြောသွားခဲ့တယ်။တချို့သောကောလာဟာလာဒီမှာဒီနီးပြရှိခြင်းမရှိခြင်းကဘယ်လောက်ထိပြင်းထန်နေလဲဆိုတော့ဒါလက်ရှိမှာကူတီရိုမဲရိုတို့ဒါကျွန်တော်ဂျိမ်းမက်ဒီဆင်တို့ဒီလိုတကယ်ကိုအသင်းမှာရေးပါဒီနှစ်ဒါကျွန်တော်ယူရိုပါလိမှာရေးပါခဲ့တဲ့ကစားသမားတွေက ဒီပြ Ashbox ဆက်ကကိုဒီပြ Ash Poster Google အသင်းမှာရှိနေခြင်းမရှိနေခြင်းသူတို့ရဲ့အနာဂတ်နဲ့ပါဆိုင်လာတယ်။အခုလက်ရှိမှာသိကြတယ်မှာကျွန်တော်တို့ဒါဟိုကူတီရိုမေရိုဆိုကျွန်တော်တို့တော်တန်ဟော့စပါတင်းနဲ့စာရုပ်တတန်ကုံမို့တဖြည်းဖြည်းနဲ့အချိန်တွေဒါကျွန်တော်တို့နိုင်ကတစ်တစ်တစ်ကဖြစ်လာခဲ့ပြီ။ဒါပေမဲ့ဒီပြ Ash Poster Google ဆက်နေမယ်ဆိုရင်ကူတီရိုမေရိုကသူ့နဲ့စာရုပ်တတန်တိုးဖို့တဲ့သူကိုယ်တိုင်လည်း ready ဖြစ်နေပြီ။အဲ့တော့ပြောချင်တာကလက်ရှိမှာဒီပြဘလူတွေစီးယုံသိမ်းညွှန်းထားလဲကျွန်တော်လည်းမသိဘူး။ဒီနေရာမှာတချို့ကြပြောပါ။အာဒီပြငားရဲဘုတချို့ကြပါလဲ။ကစားသမားက73မကြတော့ဒီပြကျွန်တော်ပြောကူတီရိုမေ ယ်ရုလို့ကောင်းမျိုးအခုလက်ရှိမှာကျွန်တော်တို့အသင်းကထွက်ရင် VM တက်လို့သင်မျိုးကလူချင်းနေတာဗျာသိလားကျွန်တော်ပြောတာ Athletico မဲ့ကဘာအထိတ်တန်းစင်ကအသင်းတွေကကစားသမားတွေပဲကျွန်တော်လူချင်းနေတဲ့ကစားသမားအဲ့တော့လက်ရှိမှာပြဿနာက Spa သင်ရဲ့အခုလက်ရှိကစားသမားတွေကိုအစ်စ်ကိုခေါ်ယူမယ်ဆိုရင်ကစားသမားအစ်စ်ကိုခေါ်မယ်ဆိုရင်ကစားသမားအစ်စ်ကဘယ်နီးပြအောက်မှာကစားမလဲဆိုတာသိဖို့လိုတယ်အခုချိန်ဒီ Ange Poster ကိုကလို့ကျွန်တော်ကနီးပြအနေနဲ့ထားမှလားထုတ်မှလားအခုချိန်ဒီမသေးကွဲသေးတဲ့အနေထားမှာဘယ်ကစားသမားမှလည်းကျွန်တော်အနေနဲ့ချိတ်ဆက်ထားခြင်းမရှိဘူးပြဿနာကရှီရင်ဆွဲကစားသမားတွေတောင်မှနီးပြထွက်မယ်ဆိုရင်လိုက်ထွက်မယ်ကောင်တွေကတပုံကြီးအဲ့တော့ပြဿနာပေါင်း1000ချောင်းနဲ့ကျွန်တော် Sports Spa သစ်နဲ့ရင်ဆိုင်အဲ့တော့နီးပြရဲ့ပြဿနာတစ်ခုကို Livy အနေနဲ့ Daniel Levine အနေနဲ့အခုလက်ရှိမှာတကိစ္ဆာနဲ့ပတ်သက်နဲ့ပတ်သက်ပြီးတော်တော်လေးကိုရှင်းယူရမယ်လို့မြင်တယ်အဲ့တော့ဒါနီးပြအနေနဲ့အခုလက်ရှိမှာ तू ကတော့ရှင်းတယ် तू ကလက်ရှိသူ့ရဲ့စာချုပ်တန်တာလာမယ့်နေရာဒီမှာကိုလာဒီနှစ်မှာပေါ့နော်နာမယ့်နှစ်နေရာဒီမှာကုန်ဆုံးမယ်အဲ့တနှစ်ကိုသူ့ကိုပေးစေခြင်းနဲ့အဲ့တနှစ်ဒါခုနပေါ်သပဲဒါ season 3 is better than season 2ပေါ့နော်အဲ့ဒါတတိယနှစ်ကိုသူ့ကိုအခြေတစ်ခုပေးစေခြင်းနဲ့ဖြစ်နိုင်မယ်ဆိုရင်ဒါကျွန်တော်တို့ကောလာဟာလာတွေရဆိုရင်သူ့ကိုလူအားနဲ့ငွေအားနဲ့ပါဒါအသင်းကထောက်ပြောချင်တာဗျာကျွန်တော် fair ဖြစ်ပါတယ်သူ့ဘက်ကပြန်တော့ဘာလို့ 16နှစ်အတွင်း41နှစ်အတွင်းမှာဒါဥရောပဖလားဒါပထမဆုံးယူပြထားတဲ့နီးပြတစ်ယောက်အနေနဲ့ဒါတောင်းဆိုရဆိုတာတိတ်ပြီးတော့မဆန်းဘူးပြောချင်တာပြဂျိုဆင်းမော်ရီညိုထပ်ပါမော်ရီညိုကရဖိုင်နယ်မှာဖြုတ်ခံထပ်ပါကွန်တေဒါတခြားသောပိုချက်တီနိုတို့မလုံနိုင်ခဲ့တဲ့ဥစ္စာတကူအန်ချ်ပေါ်ဆာကော့ကလုတ်ပြခဲ့တယ်ဒါကိုသူ့အနေနဲ့ဒါခုနပြောသဘဲဒါ reward ပေးတဲ့နယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တိတ်ပြီးထူးဆန်းတဲ့အနေထားတော့မရှိဘူးအဲ့တော့နီးပြအနေနဲ့သူကတော့ပုံမှန်တစ်နှစ်ထပ်ပြီးတောင်းဆိုထားတဲ့ကစားသမားတွေကိုယ်တိုင်ကလည်းနီးပြကိုတစ်နှစ်လောက်ထပ်ပြီးနေစေခြင်းနဲ့အဲ့ဒါကိုမှခုနပြောသဘဲပိုင်ရှယ်အခုချိန်ဒီအေးမလို့အဲမလို့လို့မြင်တယ်ပြဿနာအခုလက်ရှိမှာ market က်ထဲမှာကစားသမားတွေတပြည့်ပြည့်ရှားလာခဲ့ပြီကောင်းလာပါတယ်ဆိုတဲ့ကစားသမားတွေကိုအခုလက်ရှိမှာအသင်းကြီးတွေကခေါ်ယူဖို့တွေ့ပြီအခုလက်ရှိမှာစပါအသင်းကဗျာကောလန်ဟာလာဆန်ဆန်တရင်းလေးနည်းနည်းလေးစိတ်ဝင်စားပါတယ်ဆိုတဲ့ Ryan Shaki လိုကစားသမားမျိုးကို Manchester City ကခေါ်ဖို့အတွက်လက်ရှိမှာတရားဝင်ချိန်ဆမှုတွေပြုလုပ်လာပြီစပါကနောက်ကျကြံခဲ့ပြီအဲ့တော့လက်ရှိချိန်မှာအပြောင်းအရွှေ့နဲ့ဖတ်သက်ပြီး Sky Sports ကမနေ့ကတင်ထားတဲ့တရင်တပုတ်ပဲရှိတဲ့စပါနဲ့ပတ်သက်ပြီးတော့အဘာလဲ ဒါလီရိုက်ဇာနေကလက်ရှိလာမဲ့နေရာဒီမှာစာချုပ်တတန်ကုံဆုံးတော့မှာဖြစ်တဲ့ကြောင့်ဘိုင်ယန်မြူးနစ်နဲ့ဒါစာချုပ်တတန်လည်းမတိုးတော့မှာဖြစ်တဲ့ကြောင့်မလို့လီရိုက်ဇာနေရဲ့လက်ရှိအေဂျင့်တွေကတော့ဒါလီရိုက်ဇာနေကိုခေါ်မလားဆိုပြီးတော့တော်တန်ဟော့စပါတင်းကိုတရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်လာခဲ့ပြီလို့ပြောလို့ရတယ်မှာပါဒါရုပ်ရည်ကြည့်ရင်တော့ဟာစပါတင်းကိုကမ်းလှမ်းဆိုတော့တကယ်တမ်းမိုက်တယ်ပေါ့ဒါပေမဲ့ပြဿနာပေါင်းတောင်းချွတော့ဒီနောက်ချက်ဒီနောက်မှာအများကြီးရှိတယ်လီရိုက်ဇာနေကလက်ဘက်လောက်ခလာစားအခုလက်ရှိမှာယူရို၄ဒိန် ပေါင်3သိန်းခွဲရနေတဲ့ကစားသမားဖြစ်တယ်ပြောချင်တာ market ratio တို့လို့ဒါ Jaden Sancho တို့လို့ဈေးရနေကစားသမားတယောက်ဖြစ်တယ်ပြီးတော့ Lee Rice အနေနဲ့ခုနောက်ပိုင်းနှစ်တွေမှာ Bayern Munich နဲ့ဒါကျွန်တော်ခြေစွမ်းတော်တော်လေးကိုကျဆင်းလာကစားသမားတွေပါတယ်အဲ့တော့ဒီလစာကို Daniel Levy အနေနဲ့ Levy ပဲပြော Levy အနေနဲ့ပဲ Khom la ခမားအနေနဲ့စဉ်းစားကြည့်တပတ်လောက်ခလာစာ3သိန်းခွဲဒီလောက်ထိဆွန်ဟောင်းမင်ကောင်းလာပါတယ်ဆိုတဲ့အချိန်မှာတော့မှတပတ်လောက်ခလာစာ3သိန်းခွဲမပေးခဲ့တဲ့ကောင်းဒါ Harry Kane လို့မကစားတော့ Harry Kane နဲ့မမမဲ့ရတာသူ့အနေနဲ့တပတ်လောက်ခလာစာ3သိန်း2000လောက်ပေးရင်သူလေးပါမယ်လို့ပြောခဲ့တဲ့ ့အချိန်မှာတော့တရားဝင်မတိုးပေးတဲ့အသင်းတွေနဲ့စာနေလို့ကစားသမားမျိုးစပါတဲ့နဲ့၃သိန်းခွဲပေးပြီးခေါ်မယ်ဆိုတာလုံးဝအတိတ်ပဲမရှိတဲ့ကမ်းလှမ်းမှုပဲအဲ့တော့ပြောချင်တာစပါတဲ့နဲ့လီဘိုင်းစာနေတဲ့တရင်ကတစ်ဖက်ကတရားဝင်ကမ်းလှမ်းလာတာပဲရှိတာစပါတဲ့နဲ့ဒါကြီးကိုတပတ်လောက်က၃သိန်းခွဲဘလို့မှဒီကစားသမားကိုပေးဖို့အစီအစဉ်မရှိဘူးလို့ကျွန်တော်အနေနဲ့100%ခင်ဗျားတို့ပြောရဲတယ်အဲ့တော့လီဘိုင်းစာနေတဲ့တရင်ကဒါကျွန်တော်တစ်ဖက်ကကမ်းလှမ်းတဲ့အစီအစဉ်ပဲရှိဘူးကျွန်တော်အနေနဲ့တရားဝင်လက်ခံမှုလုံးဝလုပ်ဖို့အနေထားမရှိဘူးလို့ကျွန်တော်အနေနဲ့ပုံကိုကြီးကကျွန်တော်တော့မြင်မိတယ်အဲ့တော့မြည်တော့ပင်စိုးစီကမှုတော်တန်ဟော့စပတ်တင်ဘက်ကိုပြန်ကြည့် အဲ့တော့လက်ရှိအပြောင်းအရွှေ့မှာဒါကျွန်တော်ဟိုလူခေါ်မယ်ဒီလူခေါ်မယ်ဆိုတာပြိတ်သက်တွေကနေပြီးလူဂျင်တာပဲရှိတာအသင်းကဒါခုနပြောသူ David Austin ကဒါကျွန်တော် Fabrizio Romano စီကနေပြီးတော့ဟာ Spurs ကဘယ်ကစားသမားကိုခေါ်မယ်ဘာညာဘာ link မှမရှိသေးဘူး David Austin ကဒါမမဲ့ရလွန်ခဲ့တာ Tottenham Hotspur တဲ့ Europa League ရပြီးနှစ်ရက်အတွင်းမှာသူ့အနေနဲ့ interview တစ်ခုမှပြေခဲ့တာကတော့ Tottenham Hotspur တဲ့ကလာမဲ့နေရာဒီမှာအလုရှုံမဲ့နေရာဒီဖြစ်လောက်မယ်ဆိုပြီးသူ့ရဲ့ interview မှာဒါတော့ပဲဖြေသွားတယ်အဲ့တော့ပြိတ်သက်တွေသိချင်တယ်ကျွန်တော်ဒါ Tottenham Hotspur ညီကိုတွေသိချင်နေတဲ့အပြောင်းအရွှေ့မှာဘာဆိုဘာမှကို ိမနေတဲ့ပြဿနာတော်တော်လေးကိုဆိုတယ်ပြဿနာရဲ့အဓိကဇင်းမြစ်ကနီးပြရှိမလားမရှိမလားဆိုတော့အဲ့တော့ကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်ဒီနေ့မှာကျွန်တော်ကနီးပြအောင်ဆက်ရှိရတယ်ဒါပေမဲ့ဥနာဘုရင်နီးပြထုတ်ရင်ထုတ်မထုတ်ဘူးဆိုရင်ဒါကျွန်တော်ထားရင်ထားဒီဆုံးဖြတ်ချက်ကိုဒီတော့တွင်မှာလုံအောင်ဘာလို့အပြောင်းရွှေ့ရာတီကမနှက်ဖြန်တပတ်ခါရောက်တော့မှာကျွန်တော်တို့သိတာဘာလို့ခုပြီးတော့ပိုဆိုးတာအခုလက်ရှိမှာအရင်တော့ကတော့ကစားသမားဟို PFFP တို့ PS တော့တိတ်ပြီး view site နေမှာမဟုတ်အကုန်လုံးကဝုန်းကနေတိုင်းကနေခေါ်မဲ့ Liverpool လို့အသိမျိုးတော့မှာ Florian Risk ကို Euro 1003နေတဲ့အပြောင်းရွှေ့တခုမှာအကုန်လုံးကတုံးကြမှာပဲ ိလားကျွန်တော်အဲ့တော့ကိုကနေအင်းမလို့အဲမလို့လို့ဝင်နောက်ကကိုတော့ကိုစားသွားမယ်ကောင်းနေပြီအဲ့တော့စပါတစ်နည်းခုလက်ရှိမှာနီးပြအပြောင်းလဲကိစ္စကိုတခုခုဆုံးဖြတ်မမမဆုံးဖြတ်ဘူးဆိုတော့နောက်ကကောင်းနေအကုန်လုံးရှိသေးတာမားကတ်ထဲကောင်းနေအကုန်စားသွားမယ်လို့မြင်တယ်လို့ပြောနေတယ်ပဲကျွန်တော်တော့ကုန်ပြီပေါ့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလူဆိုတော့ပါဝင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးရဲ့ link လေးတွေကိုထည့်ပေးထားကြပြီကျွန်တော်တော့ကုန်ညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေး ေးလို့ရပါရဲ့။မြမြလေးလည်းကလစ်ပူမမိကြပါနဲ့။မြမြကလစ်မှာမြမြနိုင်ဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုစုမောင်အောင်တောင်းပေးနေပဲ။ကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့။အားလုံးမကြွတူပါနဲ့။မြမြကလစ်ပြကြပါဗျ။မြမြကလစ်မှာမြမြနိုင်မှာဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကျွန်တော်တို့နောက်မှာတွေ့ကြတာပေါ့။တေးပါဗျ။